့ဒီတပန်းလုံးကိုမှဘတ်20ပဲပေးရတယ်။အားရတာရှိမှလည်းမပြောတတ်ပါဘူး။အဲဟိုစားတော့ရတာကြိုက်တဲ့သူဆိုရင်တော့ဒီ floating market ဒီ floating market ကတော်တော်လေးပြောစရာကောင်းပါ။ဘာဖြစ်လို့ဆိုတော့အစားတော့လေးအရင်သေးတန်တယ်စားလို့လည်းတော်တော်လေးကောင်းတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရပ်ခံကြပါရစေခင်ဗျာ။

န်နီလေးမော်တော့ပျားပလက်လေးတောင်းနေပြတောက်ကောင်းနေတစ်ခွက်80ပဲပေးရဒါပျားပလက်ပါလို့ပေါ့နော်ပျားပလက်ပါပဲပျားရင်နဲ့ဆိုလို့ရှိရင်က40ပဲပေးရပါတယ် ဒီကဒီက floating market ကတော့ကျတော့ကျွန်တော်ဟိုဒီမျိုးတွေဒီမှာတွေ့နေရဘယ်လို night market လို့မျိုးတော့မဟုတ်ဘူးပေါ့နော်ဒီမှာရိုးရအစားအစာတွေအဲအင်းဒီဝစ်ဆုံနေရိုးရဝစ်ဆုံနေအဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်အဲနေတော့ထူးကြတာပေါ့ကျွန်တော်မျိုးတွေမှာ night market လေးနေကြလူတွေတွေ့ဆိုရင်တော့ဒီဟာနဲ့ထူးကြရတယ်ရိုးရအစားအစာတွေနဲ့ဒီဝစ်စားအဝတ်အစားတွေရှိတယ်ပေါ့နော် အဲနောက်တစ်ခုကဒီမှာအစားအစာတွေလည်းရန်စည်တတ်တာပဲเนาะအခုဆိုကျွန်တော်တို့မှာကော်ပြန့်ကြော်ဝယ်လာတယ်ဘူဂျီပဲအဲဘူဂျီကိုမှ၃ခုပါတယ်ဗောနော်ကော်ပြန့်ကြော်အကြီး၃ခုပါတယ်အဲ့ဒါကိုမှငားခဲ့ပဲဒီမှာအချင်းတွေရောဆလတ်ရွက်တွေရောပေးလိုက်ပြီးဒါတော့မှစားတော့ကြိုက်တဲ့သူတွေကတော့အဆင်ပြေတယ်စားတော့လေးသေးသက်တာပဲဗျဒီကမှာ ါလေးကတော့နည်းလေးထူးဆန်းတယ်ဗျထူးဆန်းတယ်ဆိုတာလေဒီကောင်ကဒီတပန်းလုံးဝမှာဗတ်20ပဲပေးရတယ်ကျွန်တော်မြန်မာမှာဆိုရင်ကုန်းချိုပုံစံပေါ့နော်ကုန်းချိုဆိုလို့ရှိရင်တော့အဲအဲအုံကြော်တွေအခြားအချိုတွေစမုံစဘာတွေဘာတွေကုန်းသီးတွေပါတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ကကုန်းချိုလိုမျိုးမဟုတ်ဘူးကွာကုန်းရက်ထင်ထားတယ်ကုန်းရက်ပုံမှာဘာတွေပါလဲဆိုတော့ကျက်သွန်နီပါတယ်မြူကြီးသိမ်းပါတယ်တံမြာသီးပါတယ်မြေပဲပါတယ်ပုံစံကြောက်ပါတယ်အုံကြော်ပါတယ်အဲ့ဒါဥမာဒီအချင်းကွက်ကလေးနဲ့ဆမ်းပြီးတော့စားရမှာပေါ့နော်ဒါကပြီးတော့ဒီဒီခွက်ကကြတော့ ဒီဘက်ကအချိုဘွားမဟုတ်ဘူးကျွန်တော်တို့ဒီမှာအတိုင်းပါဆိုရင်အချင်းနေစားလို့ရှင်ပါတဲ့အချင်းဘွားပုံစံမျိုးလေးအဲ့ဒါနဲ့ဆန်ဗီစားရမှာโอเค try ကြည့်လိုက်မယ်ဒါတော့ကျွန်တော်ဒီဒီအချင်းထည့်ပြီးွားပြီဒီထဲကိုโอเคလိုရတာရှိတယ်မသိဘူးစားကြည့်လိုက်ပါဦးမယ် အရသာရှိမှန်းလည်းမပြောတတ်ပါဘူးပူလာလည်းမဟုတ်ဘူးရှင်းလာလည်းမဟုတ်ဘူးသားလာလည်းမဟုတ်ဘူးဘာရတယ်မှန်းကိုမသိတာစားလို့တော့ကောင်းတယ်ဒီကဆိုလို့ရှိရင်ဂျပန်ကို20ပဲပြရမယ်ဟုတ်လားဒါလေးဆိုရင်တစ်ခွက်ကို25ပဲ25ပဲရော်ဒန်နဲ့ခွက်ကြီးကအကြီးကြီးပဲမဟုတ်လို့90%ပါ။အရင်ဒါဆို25%ပဲ။ ရနွေးလေးပါတစ်ခွက်ပါသေးတယ်ဒီ floating market ထဲမှာအစားအစာတွေကတော့ဈေးတော်တော်လေးတက်တာတယ်တော်တော်လေးလည်းတန်တယ်ငံပြီးတော့အဲရိုးရလက်လုံးပစ္စည်းတွေပေါ့နော်ကြိမ်ချင်းတို့ပတ်စံအိတ်တို့ဘီတို့အဲအဲ့ဒါမျိုးလေးတွေဝယ်မယ်ဆိုရင်လည်းဈေးသက်သာနဲ့ပစ္စည်းလေးတွေကောင်းတယ်ပေါ့နော်အဲအမစားတော့ရတာကြိုက်တဲ့သူဆိုရင်တော့ဒီ floating market ဒီ floating market ကတော်တော်လေးပြောတရားကောင်းမှာဘာဖြစ်လို့ဆိုတော့အစားတော့အရန်သေးတန်တယ်စားလို့လည်းတော်တော်လေးကောင်းတယ်ဒါကကျွန်တော်တို့ခုဒီ greenland ပေါ့နော် bankruptcy ထဲမှာပဲရှိတယ် floating market ကိုရောက်နေတာပါတော်တော်လေးစားလို့ကောင်းတယ်ကာကြီးကြီးပါကွန်းရအောင်ပြောတာပါ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုထပ်မံပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကလေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံခြင်းပါနဲ့ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ